တောင်ငူမြို့အချကတဲ့အငိမ့်စားဆရာဆရာမကြီးတွေရဲ့ကျမ်းမာရေးဆောက်ရှောက်မှုရေမုံငွေအတွက်ကပြပြဖြည့်ဖြည့်တဲ့ပွဲပါ ပေါင်း20ကျော်အတွင်းမြတ်ပုံတမအဖွဲ့သားတွေပြန်လည်ကပြတဲ့ပွဲဖြစ်ပြီးမြတ်ပုံတမနဲ့တီလေးသည်ပူးပေါင်းဖြတ်ပြေးတဲ့ပွဲလည်းဖြစ်ပါတယ်။မြတ်ပေါင်း20ကျော်မှတလို့ဒီမြတ်ပုံတမပြန်တွေ့ဝင်ရတယ်။ပြီးတဲ့အခါကျတော့ကျွန်တော်တို့အဲ့ဒီမှာ visit တဲ့တဲ့တီလေးသည်ဆေးရုံကိုကျွန်တော်ပူးပေါင်းကပွဲဆိုတော့အမှန်တရားပြောဖို့ကောင်းတဲ့ပွဲမှာအမှားဆုံးပွဲလည်းဖြစ်တယ်ကျွန်တော်တို့ရင်ထဲမှာလည်း time စာမသိတော်လေးတဲ့ဝမ်းမြောက်ပြီးမဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့အားလုံးဖြစ်လာခဲ့တဲ့အတွက်ကျွန်တော်ပုံမှန်သားပါတယ် တောင်ဝမိုင်းနာခွေးမှာကျင်းပခဲ့တာဖြစ်ပြီးည9:00နာရီမှာတချင်းတွင်ညစတင်ဖျော်ဖြေခဲ့ကြတာပါ။အဲဒီနောက်အငိမ့်ငန်းကိုဆက်လက်ကပြခဲ့ကြပြီးဂျီကနိခိကိုတိတာပေါ်လင်စေမဲ့ပြက်လုံးတွေကိုအပြုသဘောတွေနဲ့တင်ဆက်ခဲ့ကြပါရစေ။အရန်မနောက်ရဘူး။ဟုတ်ပါဘူး။ နောက်ရင်ကြည်နောက်ရတယ်ကျွန်တော်တို့အိမ်မှာလင်မယားကြီးဆိုရင်ကျွန်တော်တို့တယောက်နဲ့တယောက်နောက်နေကြလူမရှိမှနောက်တာအဲဘယ်လိုနောက်တာလဲနောက်တဲ့ခါကျတော့အခန်းထဲမှာဘေးကလည်းကြားမှာစုံပြအေးပေါ့အေးပေါ့အေးပေါ့အဲဒီတော့ခန်းထဲကလေးနဲ့ရောက်တော့မှဒီလိုလေးဖက်ပြီးတော့ချစ်တော့ဟောလို့လိမ့်လာအဲနောက်ပြီးတော့လိမ့်လာအဲဘယ်လိုလဲအဲ့လိုဟောလို့ပါကျွန်တော်လိမ့်ပြမယ်အင်းလို့ အော်အဲ့ဒီလိုអော်တဲ့အခါကျတော့ဘေးကန်းလာတမျိုးချင်းပဲအေးဘောမင်းတို့ပါတော့ပါတော့အဲ့ဒီကျတော့အသာချိန်လေးကကဲကျတော့ဘယ်မှာမှာချိန်ခံမရဘူးမနာတော့ဖတ်လိမ့်တာအဲ့ဆိုအဲ့ကျတော့မှနာတော့လွတ်တော်ဆိုသူကအညာလေးဘယ်လိုကအဲ့လိုပြောရတာအဲ့ဒီကလွတ်တော်ပြောလေးကျွန်တော်ကလိမ့်လေးဆို ဒီပွဲဟာ1990ခုနှစ်ကိုစားကနာပွဲပိတ်ခံရတဲ့အချိန်ကစပြီး1900ခုလာတဲ့နောက်အခုအချိန်ထိကိုစားကနာရဲ့ပထမဆုံးအကြိမ်ဖျော်ဖြေတဲ့ပွဲလေးဖြစ်ပါတယ်။အဲ့တကယ်ပါဗျာ မှာကြာတော့တတ်တတ်ကြီးနဲ့ဆောင်လာတာအေးအဲ့ဒီတော့အဲ့ဒီပြေမနာပဲကတယ်ဗျာအဖိုးကြီးတယောက်ကရောက်လာတယ်အသက်က80လောက်ရှိအော်အီပြောစမ်းတော့ရှိတုံ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 နဲ့ရောက်လာတာအော်အီဟဲ့ငါသားလေးတဲ့ဘာဘာဘာပြောချင်လဲဘိုးချုပ်မူကြီးတန်းရှင်နဲ့တွေ့ချင်လို့ပါကွာကျွန်တော်ကလည်းပွင့်ပွင့်လင်းလင်းရှင်းပြပါတယ်မရှိတော့ပါဘူးအနားယူသွားပါပြီအော်ဘာမှမပါ န်ဆောက်နေတယ်အေးတော့တောင်းပြပါဘာကြီးဝက်လောက်နေတော့အဲ့ဒီအဖိုးကြီးကရောက်လာပြန်ဟုတ်ရတော့ဟုတ်ရလာပြီးတော့အနာကျွန်တော်ကြည့်ပြီအဲငါတူလေဘာလုံးပါရဲ့ဘုဂျုံဘုန်းကြီးတရှိနေတွေ့ကြလို့ပါကွာအေးအဘယ်ခုနကတစ်ခေါက်ပြောပြီအနာယူသွားပြီဘယ်မှာမပါတော့ဘူးမရှိတော့ပါဘူးအဲကောင်းလာပြီကွာအေးဘယ်ဥစ္စာသွားပြန်ရဲ့အေး ော့စအောင်နေတော့နောက်နာရီဘယ်လောက်နေတော့ရောက်လာပြန်ရောဟုတ်ပြာဒီခါကျတော့စိတ်ကူလာပြီအဲ့ဘောအဲ့ဘိုးကြီးပါလဲဗျာတနေ့လည်းထိုးချိန်လိုက်တော့ကိုကျုံကြီးအချွေနဲ့တွေ့ကျင်လို့ပါကွာဟုတ်ပြာနားသွားပြီမရှိတော့ဘူးလို့ပြောနေတယ်မလားတနေ့လည်းပြစ်ထိုင်လိုက်ရတော့မလားမဟုတ်ပါဘူးကွာအဲ့ဒီအတန်ကြာတာနှဝင်ချူလို့ 88ကျောင်းသားကောင်းဆောင်ကိုမင်းကွန်နိုင်ရေးသားတဲ့သရှင်ကိုတည်ဆူခဲ့ကြပြီးည72နိုင်ခွဲမှာတော့ဖြောပြေးအစီအစဉ်ပြီးဆုံးခဲ့ပါတယ်။ကျွန်မနေကြီးကသတင်းပေးပို့ထားတာပါရှင်။